်မင်္ဂလာပါရှင်မန္တလေးခေတ္တကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အတူရောင်ရွေးကောက်ပွဲပြီးမှအင်တာနက်ပြန်ကောင်းပြီဟုစစ်ကော်မရှင်ကြေညာတဲ့ဆွဲသတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဆိုရွားနေသည့်အင်တာနက်လိုင်းများသည့်အတူရောင်ရွေးကောက်ပွဲပြုလုပ်ပြီးချိန်မှသာပြန်ကောင်းပြီဖြစ်ကြောင်းအာနာတိန်စစ်ကော်မရှင်ကယနေ့ဒီဇင်ဘာ9ရက်တွင်ကြေညာပါတယ် နိုဝင်ဘာလဆန်းမစတင်ကလက်ရှိအချိန်ထိအင်တာနက်လိုင်းများဆိုးရွားစွာလိုင်းပြတ်လိုင်းကျခြင်းများဖြစ်နေခြင်းဖြစ်ပြီးရှင်းမှာနိုဝင်ဘာ၁ရက်ကစင်ကာပူနိုင်ငံနှင့်မြန်မာနိုင်ငံကိုဆက်သွယ်ထားသော UMO ပင်လယ်ရေအောက်ကေဘယ်ဆက်ကြောင်းချုပ်ရွေးမှုကြောင့်ဟုစစ်ကော်မရှင်ဘက်ကကြေညာပါတယ်။ရင်းအခြေအနေသည်အတူရောင်ရွေးကောက်ပွဲပထမပိုင်းပြီးသည့်ဒီဇင်ဘာလကုန်လောက်ရောက်မှသာမူလတိုင်းပြန်ကောင်းမည်ဟုစစ်ကော်မရှင်ဤပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနကကြေညာထားခြင်းဖြစ်ပါတယ်။ UMO ဆက်ကြောင်းပြုပြင်ခြင်းအောင်2025ခုနှစ်ဒီဇင်ဘာလကုန်ခန့်တွင်ဆောင်ရွက်ပြီးစီးမည်ဖြစ်သဖြင့်အင်တာနက်ဝန်ဆောင်မှုများမူလအခြေအနေတို့မကြာမီပြန်လည်ရောက်ရှိမည်ဖြစ်ပါကြောင်းအသိပေးကြေညာအပ်ပါသည်ဟုဆိုထားပါသည်။ရှင်းတို့အင်တာနက်ပြန်ကောင်းမည်အချိန်မှာအတူရောက်ရွေးကောက်ပွဲပထမအထုပ်အပီးနှင့်တိုက်ဆိုင်နေသဖြင့်ရည်ရွယ်ချက်ရှိရှိအင်တာနက်ဖြတ်ထားခြင်းမျိုးဟုပြည်သူများကယူဆမှုများရှိနေပါတယ်။ရွှေခောက်ပွဲသပိတ်မှောက်ဖို့လှုံ့ဆော်တာတွေကအွန်လိုင်းပေါ်မှာပဲအဓိကရှိတာလေ။လူတွေကိုဒါတွေမမြင်ခြင်းမတွေ့စေခြင်းလို့လှုပ်တာမျိုးပါ လမ်းပေါ်မှာဆိုသူတို့မဲဆွဲဆိုင်းပုတ်တွေပဲတွေ့နိုင်နေအပြင်မှာစန့်ကျင်တာတွေမရှိအောင်ထိန်းချုပ်ထားတယ်လို့လိုင်းပေါ်မှာလည်းကြန့်ကြအောင်လိုင်းဖြတ်ထားတာမျိုးပေါ်ဖို့ရန်ကုန်အခြေစိုက်နိုင်ငံရေးလှိလာသူတအုပ်ကပြောပါရယ်အနာသိန်းစစ်တဲ့အင်တာနက်လိုင်းဖြတ်မှုသည် social application များပေါ်မူတည်၍ကွာခြားပြီး TikTok ကဲ့သို့ social application များသည်လိုင်းကျနေချိန်၌ပင်ကောင်းမွန်စွာအသုံးပြုနိုင်ကြောင်းပြည်သူများထံမှသိရပါရယ် Facebook Telegram မရဘူး TikTok သုံးကြည့်လိုင်းကရတယ်ကောင်းနေတာပဲသူတို့ဖြတ်ချင်တာကိုဖြတ်ထားတာမျိုးပါဟု Digital Marketing အလုပ်လုပ်ကိုင်သူတအူကပြောပါရယ်အာနာသိန်းစစ်တပ်သည်ဒီဇင်ဘာ28ရက်တွင်အထူးရောင်းရွှေကောက်ပွဲပြုလုပ်မည်ဖြစ်ပြီးရှင်းမတိုင်မီတွင် internet line များဖြတ်ထားခြင်းဖြစ်ပါရယ်အနာသိန်းစစ်တပ်ကရှီအောက်ကိဘေကျိုးများပြတ်ချင်းကြောင့်ဟုအကြောင်းပြထားတော်လေ၎င်းတို့ထိန်းချုပ်လို့ဒီ application များသာလိုင်းပြတ်ချင်းများဖြစ်နေခြင်းဖြစ်ပါတယ်ဆက်လက်ပြီးခန်းစည်းခံရတဲ့သတင်းသမား90ကျော်ကြန့်ရှိနေသည့်ပြီးလွတ်မြောက်လာသူသတင်းသမားများကိုစောင့်ကြည့်နေတဲ့ဆွေသတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ် ိုင်ငံတော်ရှိအကျဉ်းထောင်များတွင်ဖမ်းဆီးထောင်ကျခံရရသောသတင်းသမားဥယေ90ကျော်ကြန့်ရှိနေသည်ပြီးလွတ်မြောက်လာသူသတင်းသမားများကိုလည်းစစ်ကော်မရှင်ကစောင့်ကြည့်နေကြောင်းလွတ်လပ်သောမြန်မာသတင်းစာဆရာများအစီအယုံ IMGA ထံမှသိရပါတယ်စစ်ကော်မရှင်သည်အာဏာသိမ်းပြီးနောက်သတင်းသမားများကိုပုံမှန်အမျိုးမျိုးတက်၍ဖမ်းဆီးထောင်ချနေပြီး၎င်းတို့ရွေးကောက်ပွဲအားမဲပေးနိုင်ရန်အကြောင်းကြားချက်ဖြင့်ဖြစ်တန်လွတ်ရက်စစ်နိုင်ငံများကိုပြန်လည်လွတ်ပေးနေရာသတင်းသမားများလည်းပါဝင်လာကြောင်းသိရပါတယ် ရှစ်ခုရက်အတွင်းအကျဉ်းထောင်မှပြန်လည်လွတ်မြောက်လာသောပုံမှန်905ကကြီးဖြင့်ဖမ်းဆီးထောင်ချခံရသည့်နိုင်ကျင်းများတဲ့တွင်တရင်သမားများအနေဖြင့်၄ဦးကိုသာလက်တလောအတီးပြုတ်နိုင်သည်ပြီးကျန်သူများကိုမှဆက်သွယ်၍မရသေးကြောင်း IMJA ဥက္ကဋ္ဌဦးကျော်ကျော်မင်းကဆိုပါတယ်တရင်သမားတွေကိုလွှတ်ပေးလိုက်တိုင်းမှာနောက်ကနေထက်ချက်မကွာစောင့်ကြည့်လေးရှိပါတယ် ဆိုလိုတာကချင်းချောက်မှုအပြည့်ရှိနေပြီးအချိန်မရွေးပုံမှန်တက်ပြန်လည်ဖန်ဆီးသွားနိုင်ပါတယ်။အခုနောက်ပိုင်းဖန်ဆီးခံရတဲ့သတင်းတောက်တွေကိုပုံမှန်905ကကြီမတက်တော့ပါဘူးဟု၎င်းကသတင်းဌာနကိုပြောပါတယ်။စစ်ကော်မရှင်သည်ယခုနောက်ပိုင်းသတင်းသမားများကိုဖန်ဆီးရ၌အကြံဖက်ပုံမှန်များဖြင့်သာအမှုဖွင့်လျက်ရှိပြီးချင်းချောက်မှုများပုံမတိုးလာသလိုလက်ရှိစရင်များအရာမြန်မာပြည်ကမ္ဘာပေါ်တွင်သတင်းသမားများအများဆုံးအဖမ်းခံရသည့်နိုင်ငံတကာနိုင်ငံဖြစ်နေပါတယ်။လွတ်မြောက်လာတဲ့သတင်းသမားတွေအတွက်အကွမ်းသာပါတယ်။ဒါပေမဲ့လည်းသတင်းသမားတွေရဲ့လို့ လွတ်ပေးတာမဟုတ်ပါဘူးစစ်ကော်မရှင်ရဲ့ဟန်ပြလှုပ်ဆောင်ချက်အောက်မှာကံကောင်းထောက်မစွာအကျုံးခွင့်နေသူလွတ်မြောက်သွားတဲ့သဘောပါပဲဟု IMGA ဥက္ကဋ္ဌဦးကျော်ကျော်မင်းကပြောပါရယ်ထို့ပြင်စစ်ကော်မရှင်ဤတပ်ဖြတ်မှုများကြောင့်တည်ဆုံသွားရသောသတင်းသမားခွနက်ဦးအထိရှိနေသည်ဟုအကြံဖြင့်သိရှိထားရသလိုမလွတ်မြောက်သေးတဲ့သတင်းသမားများကိုလည်းအခြားသောမတရားသဖြင့်ဖမ်းဆီးခံရနိုင်ခြင်းများနဲ့ဤသို့ဖိနှိပ်နေကြောင်း၎င်းကဆက်လက်ပြောဆိုပါရယ်စစ်ကော်မရှင်ကယခုရက်ပိုင်းအတွင်းပြန်လည်လွှတ်ပေးသည့်သတင်းသမားများတဲ့တွင်ဝါရက်သတင်းစာဆက်ရာ ဦးစီသူအောင်မြင် BBC Media Action မှခန်းစားကြည့်အစီအစဉ်တင်ဆက်သူမထက်တက်ခိုင်းအလွတ်တန်းသတင်းတောက်ကိုမျိုးနောင်နောင်စောခနီနော်နှင့်ကိုစော်မင်းတို့ပါဝင်လာကြောင်းသိရပါတယ်ဆက်လက်ပြီးဟာခါမြို့တွင်စစ်ပေးရှောင်များနှင့်နန်စီရန်ဝန်ထမ်းများကိုရွေးကောက်ပွဲအတူအတွက်ဂျိုတင်မဲပေးရန်ဖီယာပေးနေတဲ့ဆွေသတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်ချင်းပြည်နယ်ဟာခါမြို့တွင်လာမည့်ဒီဇင်ဘာ28ရက်နေ့တွင်ကျင်းပမည့်စစ်ကော်မရှင်၏ရွေးကောက်ပွဲအတူအတွက်စစ်ပေးရှောင်များနှင့်၎င်းတို့၏လက်အောက်ခံနန်းစီရန်ဝန်ထမ်းများကိုချိုတင်မဲ့ပြည်ရန စေခိုင်းဖိအားပေးနေကြောင်းသိရပါတယ်။ဟာခါမျိုးတွင်ရွေးကောက်ပွဲဆိုင်ရာသင်တန်းပေးမှုများအသိပညာပေးလုပ်ငန်းများကိုချေချေပြန့်ပြန့်မရှိပဲပြီးခဲ့တဲ့ဒီဇင်ဘာ၁ရက်နေ့မှစ၍စစ်ပေးရှောင်းနှင့်နန်စီရန်ဝန်ထမ်းတို့ကိုဂျိုတင်မဲပေးမှုများပြုလုပ်နေခြင်းဖြစ်ပါတယ်။လောက်ဝကယုံနဲ့မိခနစ်ကလေးချမ်းမာရေးဌာနတို့မှဒီဇင်ဘာလမတိုင်ခင်ကတည်းကအကျိုးတင်မဲ့ပေးခိုင်းတာပါကျွန်တော်တို့ကနှစ်ရက်နေမှသွားပြီးတယ်အထူးသဖြင့်စစ်ပေးရှောင်းနဲ့ဝန်ထမ်းတွေကိုကျိုးတင်မဲ့တွေကိုပေးခိုင်းတာပါဟုပလက်ဝစစ်ပေးရှောင်းတအူးကသတင်းဌာနကိုပြောပါတယ် ဟာခါမျိုးတွင်ပလဝထန်ထလန်တွန်းဆန်တီတိန်ဖလန်မင်းတက်ကံပလန်မတူပီစသည့်မျိုးနွယ်များမှဆေးပေးရှောင်တောင်းနေချီနေထိုင်ပြီးဆေးပေးရှောင်တချို့သည်စေကော်မရှိတက် EPR ကြောင့်ကြိုတင်မဲပေးနေရခြင်းဖြစ်ပါသည်။ဟာခါမှာရှိတဲ့ဆေးပေးရှောင်တွေဟာစေကော်မရှိရဲ့လဆင်ထောက်ပံ့တဲ့ငွေယူတာရှိတယ်။တချို့ထောက်ပံ့တာတွေလည်းရှိတယ်။အဲ့လိုယူတဲ့အခါလဝကတွေထွေအုပ်တွေစစ်သားတွေနဲ့ကျွန်တော်တို့ကထိတွေ့ဆက်ဆံမှုရှိတယ်။အဲ့ဒါကနေတက်ဆင့်သူတို့ကိုမဲပေးဖို့ပြောဆိုစီယုံ PR ပေးတာရှိတယ်ဟု ချန်တလန်စစ်ပေးရှောင်တအူးကသတင်းဌာနကိုပြောပါရယ်ဟာခါမျိုးရှိမဲစရင်ကတ်ထားတဲ့နေရာများတွင်မျိုးပေါ်ရှိလူဦးရေမြင့်များပါဝင်သည်ကိုအသေးစိတ်မသိရှိရသေးတော့လေစစ်ကော်မရှင်သည်ရွေးကောက်ပွဲအတွက်ကြိုတင်ပြင်ဆင်မှုများဇက်တိုက်လှုပ်ဆောင်လျက်ရှိပါရယ်ထို့ပြင်စစ်ကော်မရှင်သည် ပြီးခဲ့တဲ့လများခရေကဟာခါမျိုးတွင်ရဟတ်ရင်များဖြင့်မဲပုံများနှင့်ရွှေကောက်ပွဲဆိုင်ရာပစ္စည်းများကိုအကြိမ်ပေါင်းများစွာတည်ယူပို့ချနေကြောင်းသိရပါရယ် လာမယ့်ဒီဇင်ဘာလ28ရက်နေ့တွင်ဟာခါမျိုးနှင့်တိတိတ်မျိုးတွင်စစ်ကော်မရှင်ဦးဆောင်သည့်အထွေထွေရွှေကောက်ပွဲအပိုင်း1ကျင်းပမည်ဖြစ်ပြီးဖလန်တုံးဆန်နှင့်ထန်တလန်မျိုးတို့တွင်အပိုင်း2ဖြင့်ဇန်နဝါရီလတွင်ကျင်းပမည်ဖြစ်ပါသည်ချင်းပြည်နယ်တောင်ပိုင်းပလက်ဝါမတူပီမင်တက်ကံပလက်စာတိမြို့နယ်တို့တွင်ရွေးကောက်ပွဲကျင်းပမည်မဟုတ်ကြောင်းရွေးကောက်ပွဲကော်မရှင်ကကြေညာထားပါတယ်။ဆက်လက်ပြီးစစ်ကော်မရှင်ရဲ့ဖက်ထရီပြည်တော်စုတိဆောက်ရေး2008ဖွဲ့စည်းပုံကိုအခြေခံနေတဲ့စွဲသတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ ဒေါ်လာယင်းအင်အားစုတွေက Federal Democracy ပြည်အောင်စုတိဆောက်ရေးအတွက်လက်နက်ကင်လန်းစင်နဲ့တိုက်ပွဲဝင်နေတာကိုစစ်ကောင်စာဖိုးချုပ်မှုကြီးမင်းအောင်လိုင်ကရီမန်းချက်တူကြရင်ပြည်အောင်စုအကျိုးကိုရှေ့ရှုဖို့ပြောလာပါတယ်။ဒီဇင်ဘာ3ရက်နေ့ကမန္တလေးတိုင်းပြည်ဦးရွှေမြို့ရှိစစ်တပ်ကတော်ပူလောင်တင်နန်းအမှတ်စဉ်68တင်နန်းစင်ခုံပြုစစ်ရေးပြခန်းနာမှာစစ်ကောင်စာကတက်ရောက်မေကွန်ပြောကြားခဲ့ချိန်မှာထဲသွင်းပြောဆိုခဲ့တာပါ။ လက်နက်ကင်လန်းစင်နဲ့ဖြည့်ရှင်းတဲ့ကြိုးပမ်းမှုဟာနှစ်ပေါင်း80ကျော်ကြာတဲ့အချိန်ဘလို့ရလက်မှမထွက်ခဲ့တာကိုတင်ကန်းစာယူဖို့လိုတယ်လို့ဒီမိုကရေစီနောက်ပြန်ဆွဲတာဟာလက်နက်ကင်လန်းစင်ကြောင့်ဖြစ်လို့အမှန်တိုင်းရှုမြင်ဖို့အချိန်ကျနေပြီလို့ပြောပါတယ်ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုတည်ဆောက်ရေးကိုကြီးမန်းချက်ချင်းတူကြရင်ပြည်ထောင်စုအကျိုးကိုရှေ့ရှုပြီး PDF အပါဝင်လက်နက်ကင်အဖွဲ့ရင်းနှီးနဲ့ဥပဒေပေါင်းအတွင်ဝင်ရောက်လာဖို့နိုင်ငံတော်ကဖိတ်ခေါ်ထားပြီးဖြစ်တယ်လို့စစ်ကောင်းဆောင်ကဆိုပါတယ် မွန်ကီဖက်ဒရယ်ကောင်စီ MSFC ကာကွယ်ရေးဌာနကဌာနမှူးနိုင်တလနိုင်က2008ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ ဘယ်ဖက်ထရီပြည်တော်စုမှတိစောက်နိုင်မှာမဟုတ်ဘူးလို့သတင်းဌာနကပြောပါရယ်စီအိုစုကပြောပြောနေတဲ့ဥပဒေပေါင်းအတွင်းဆိုတာသူက2008ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကိုပြောနေတာဖြစ်တဲ့ဆိုတော့ဒီ2008ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာကဘယ်ဖက်ထရီပြည်တော်စုမှတိစောက်နိုင်မှာမဟုတ်ပါဘူးဒါကြောင့်မို့လို့ဒီစီအိုစုကိုကျွန်တော်တို့အမြင့်ပြတ်တိုက်ထုတ်ပြီးတော့မှကျွန်တော်တို့တိုင်းရင်းသားတွေအားလုံးလိုချင်တဲ့ဖက်ထရီဒီမိုကရေစီပြည်တော်စုတည်ကြည်ကို ထူထောင်နိုင်မှာဖြစ်ပါတယ်လို့ဆိုပါတယ်၂008ဖွဲ့စည်းပုံအခြေခံဥပဒေဟာစစ်တပ်နဲ့အပေါင်းပါတစုရဲ့ကောင်းစားရေးအတွက်ကိုပဲရှေ့ရှုပြီးရေးဆွဲပြဋ္ဌာန်းထားတဲ့အခြေခံဥပဒေဖြစ်လို့တိုင်းပြည်နယ်ကိုင်ညီမှာမဟုတ်တယ်လို့အကြုံးဝင်မှာမဟုတ်ဘူးလို့သူကမှတ်ချက်ပြုပါတယ် PDF တွေအပါအဝင်လက်နက်ကိုင်အဖွဲ့တွေကိုစစ်ကော်မရှင်ကခေါင်းစဉ်အမျိုးမျိုးတက်အကြောင်းအမျိုးမျိုးပြပြီးသူတို့နဲ့အတူလာရောက်ပူးပေါင်းဖို့အမြဲတို့လိုဖိတ်ခေါ်နေပြီးဝင်ရောက်လာသူတွေလည်းရှိတယ်လို့ဝါရဖြန့်သတင်းစာတွေမှာဖော်ပြလေးရှိပါတယ်။ ဖိတ်ခေါ်ရမှာလဲဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုကြီးနဲ့ကန့်ညီတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဟာကျင်းပမဲ့ရွေးကောက်ပွဲကနေထွက်ပေါ်လာမဲ့လွှတ်တော်အစိုးရတို့နဲ့ဆက်လက်ညှိနှိုင်းဆွေးနွေးသွားကြမယ်လို့ဆိုပါတယ်။2008ခုနှစ်မေနှောင်းပိုင်းမှာအတည်ပြုပြဋ္ဌာန်းခဲ့တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပါပုံမှာ6စာလုံးအရာနိုင်ငံတော်ရဲ့အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍမှာတမတော်ကပါဝင်ထမ်းဆောင်နိုင်ရေးတို့ကိုအစဉ်တစိုက်ဦးတည်တယ်လို့ထည့်သွင်းထားတာပါ။ ဒါကြောင့်အဲ့ဒီအခြေခံဥပဒေကနေကျင်းပတဲ့အထွေထွေရွေးကောက်ပွဲတွေမှာစစ်တပ်ကိုယ်စားလှယ်25ရာခိုင်နှုန်းဟာပြည်သူလူထုရဲ့ရွေးကောက်ခံစရာမလိုပဲတက်ချုပ်ရဲ့ရွေးချယ်ခန့်အပ်မှုနဲ့လွတ်တော်တဲ့ဝင်ရောက်နေရယူခွင့်ရှိပါတယ်။ဒီအတွက်ကြောင့်လွတ်တော်တဲ့အစိုးတစ်ခုခုတင်သွင်းတာဖြစ်စေဖွဲ့စည်းပုံအခြေခံဥပဒေပါပုံမှန်တစ်ခုခုကိုပြင်ဆင်နေတာဖြစ်စေမဲခွဲဆုံးဖြတ်တဲ့အခါမှာလွတ်တော်ကိုယ်စားလှယ်တွေရဲ့ထောက်ခံမှု85ရာခိုင်နှုန်းကျော်မှသာအနိုင်ရရှိမဲ့သဘောပါ။ တပ်ဖက်မှဒုတိယသမရတနေရနဲ့ကာကွယ်ရေးပြည်ရဲ့ရင်နေဆက်ရေးရစတဲ့ဝင်ကြီးဌာနတွေမှာလည်းစစ်တပ်ကအရာရှိတွေကိုဝင်ကြီးအဖြစ်ခန့်အပ်ပုံဖွဲ့စည်းပုံအခြေခံဥပဒေကအခွင့်ပေးထားပါသေးတယ်ဒါကြောင့်တော်လရင်အားစုတွေက2008ဖွဲ့စည်းပုံအခြေခံဥပဒေကနေပြည်သူတွေလိုလားတောင်းတာတဲ့အမျိုးသားတန်းတူရေးနဲ့ကိုပိုင်ပြဋ္ဌာန်းခွင့်အပြည့်ရှိတဲ့ Federal Democracy ပြည်တော်စုတည်ဆောက်နိုင်မှာမဟုတ်ဘူးလို့ထောက်ပြပြောဆိုထားကြတာပါ။မွန်ပြည်လူ့အခွင့်အရေး Foundation Program Director နိုင်အိမ်မွန်က စစ်ကော်မရှင်အနေနဲ့နိုင်ငံရေးတရားဝင်မှုရဖို့ထွက်ပေါက်အဖြစ်ရွေးကောက်ပွဲကိုမဖြစ်ဖြစ်အောင်တိုးနေတယ်လို့သတင်းဌာနကပြောပါတယ်ဒီထွက်ပေါက်တည်တာလည်းရင်သူတို့အတွက် legitimacy ဖြစ်တယ်တရားဝင်မှုကိုဖြစ်နိုင်မယ်လို့သူတို့ယုံကြည်ပြီးတော့အခုလိုမျိုးရွေးကောက်ပွဲမဖြစ်ဖြစ်အောင်တိုးနေခြင်းသာဖြစ်တယ်ဆိုတော့တရားမျှတတာလွတ်လပ်တာသိခရှိတာဆိုတော့ဘာတစ်ခုမှအခုထက်တိကျွန်တော်တို့မတွေ့ရသေးဘူးဒီအစားသူတို့ရဲ့စေအုပ်စုနေစဉ်လူအခွင့်ရင်းနဲ့စေရဇဝဲမှုချိုးဖောက်မှုတွေကိုနေတိုင်းမှတ်တမ်းတင်ရတဲ့လုပ်ငန်းတွေကိုကျွန်တော်တို့လုပ်နေရတယ်လို့ဆိုပါတယ် စီကောင်ဆောင်ကတော့သူတို့အနေနဲ့2025ခုနှစ်အထွေထွေရွေးကောက်ပွဲကိုလွတ်လပ်ပွင့်လင်းပြီးတရားမျှတတဲ့သိခါရှိတဲ့ရွေးကောက်ပွဲအဖြစ်အောင်မြင်စွာကျင်းပနိုင်ရေးမပေါင်းစုံကကြိုးပမ်းနေတယ်လို့ပြောပါရယ်။ဒီအပေါ်သူတို့ကိုစန့်ကျင်နေတဲ့လူပုတ်ကိုအဖွဲ့အစည်းတချို့ကရွေးကောက်ပွဲကိုအဟန့်အတားဖြစ်စေရင်းနီးလန်းမျိုးစုံနဲ့လုံဆောင်နေကြတာကိုသတိပြုကြရမယ်လို့ဘူလောင်းတင်တန်းစင်ပွဲမှာပြောကြားခဲ့တာပါ။အထူးရွေရွေးကောက်ပွဲကိုတော့ electronic map ဆက်ကိုအသုံးပြုပြီးအပိုင်း၃ပိုင်းနဲ့ကျင်းပဖို့စစ်ကော်မရှင်ကစီစဉ်ထားပြီးကုလသမဂ္ဂအပါအဝင် ဥရောပပါလီမန်နဲ့နိုင်ငံတကာကတော့အဲ့ဒီရွေးကောက်ပွဲကိုအားပေးထောက်ခံခြင်းမရှိပါဘူး